ဝိုင်လင်းကဝိညာဉ်ဆက်တန်းအလောင်းကိုဝင်ရလိုက်တာနဲ့ဝိညာဉ်ပိုင်းစားတွေအများကြီးအားထွက်လာပြီးကောင်းကင်ကိုဖုံးလွှမ်းသွားပါတယ် ကောင်းကင်ဝန်တော်တလုံးစင်းနိုင်တဲ့ဝိညာဉ်ပိုင်းဆိုင်တဲ့စီကနေအဆုံးမရှိဝိညာဉ်ငိုကြွေးတတ်များလည်းထွက်လာပါတယ်။ပေါင်စီဝန်လီရဲ့မျက်လုံးထဲမှာတော့တပည့်ချင်းစမ်းသပ်များပြင်းထန်နေပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်။စကားတစ်ခုနဲ့နဲ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနှောက်ပိုင်းစဉ်ကျင့်ရသူ၆ဦးကပေါ်လာပါတယ်။သူတို့ကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနှောက်ပိုင်းစဉ်ထက်အများကြီးပိုပြီးတော့အကောင်းပါတယ်။ချီလင်တားရဲကလည်းထိုးအထဲမှာတယောက်ပေါင်ဝင်ပါ။မင်းတို့နှစ်ယောက်တိုက်ခိုက်ဖို့အတွက် တို့ရဲ့ဝိညာဉ်ပိုင်းစားတွေကိုပေါင်းစည်းဖို့တော့မလိုဘူး။ဝိုင်လင်းရဲ့မျိုးလုံးများတော့တောက်ပလာပါတယ်။သူ့ရဲ့တူလုံးအဲ့ကိုပို့လိုက်တော့ပစံရပေါ်လာပါတယ်။ပစံကိုမြှောက်ပြီးအပေါ်ခုံတက်ကဝိုင်လင်းကအောက်ရိုက်ချလိုက်ပါတယ်။ချန်ဖန်ရဲ့မျက်နှာကလည်းအပြောင်းလဲကြီးဖြစ်သွားပါတယ်။သူ့ရဲ့တူလုံးအဲ့ကိုပို့လိုက်တော့ဟင်းသားပရာလန်တန်ကပေါ်လာပါတယ်။တစ်ချက်လွတ်လိုက်တော့အနီရောလက်စီကြောင့်တစ်ခုဝိုင်လင်းစီကိုပြုတ်လိုက်ပါတယ်။ဝိုင်လင်းရဲ့မျက်နှာကလည်းအစ်ဆက်သွားပြီးပစံကိုဝင်လိုက်ပါတယ်။အားကောင်းတဲ့ဓာဆွဲရင်တစ်ခုကလည်းထွက်ပေါ်လာပြီးတစ်ချိန်တည်းမှာပဲဟင်းသားနဲ့အတူပစံကိုပြုတ်လိုက်ပါတယ်။ပစံကထွက်သွားတဲ့အခါအတန်တွေကိုလည်းကြားလိုက်ရပါတယ်။ အနီအောင်လက်စီကြောင်းကလည်းချက်ချင်းပဲပျက်စီးသွားပြီးပစိန်ကလည်းအမြန်ပဲဆင်းသက်လာပါတယ်ခြံဖန်းကတော့ရစတဲ့အကြည့်နဲ့ဟင်းဟောက်လိုက်ပါတယ်ပြီးတော့သူ့ရဲ့လက်ကိုအမြန်ပဲလှုပ်ရှားပြီးရှေ့ကိုညွှန်လိုက်ပါတယ်မျက်စိကန်းစီလောက်တဲ့အနီအောင်လင်းနှန်းကလည်းပေါ်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ဝင်းရသွားပါတယ်လှုပ်ဝက်ဆန်းကျတဲ့ဟင်းသာပရာအစီရင်ကလည်းပွင့်လာပါပြီကောင်းကင်မင်းကိုထိုးဖောက်တဲ့အတန်တစ်ခုကရုတ်တရက်ပဲ့တင်ထပ်သွားပါတယ် ချန်ဖိုင်ရဲ့ခန္ဓာကိုယ်ကအဆင့်များစွာနောက်ပြတ်ဆုတ်သွားပြီးသွေးတွေကလည်းထွက်လာပါတယ်။သူ့ရဲ့အပေါ်ပိုင်းဥစားများတော့ဆုတ်ပြဲပြီးဖမိုးတွေဖြစ်သွားပါတယ်။သူ့ရဲ့ရင်ဘက်မှာတော့လှုပ်ဝက်ဆန်းကျတဲ့တင်ကြတာတစ်ခုကပေါ်လာပါတယ်။ပစိဟိုအားကောင်းတဲ့အင်အားတစ်ခုကထိမှန်ပြီးနောက်ပြတ်ပိုးလိုက်ပါတယ်။ ဝမ်လင်းကတော့အမြဲပြေးထွက်လာပြီးပစိံုံဆွဲယူလိုက်ပါတယ်။ဝိညာဉ်ဆယ်တန်းအလံရဲ့အဓိကဝိညာဉ်၆ခုကလည်းအုပ်စုနှစ်ခုခွဲသွားပါတယ်။လူမေရဲ့မျက်နှာကလည်းညှို့ငဲ့သွားပြီးဝိညာဉ်လံကိုကြည့်လိုက်ပါတယ်။သူမအကြိတ်ပြီးသူမရဲ့ပါးစပ်ကနေအဖျော်လေးနဲ့တစ်ခုကိုထွေးထုတ်လိုက်ပါတယ်။အဖျော်အလေးနဲ့ကလည်းအမတားလူလူအဖျော်ပွားတစ်ခုဖြစ်ပြောင်းလဲသွားပါတယ်။ ထိုးပွားမှာတော့ရွှေကြည်နဲ့ပန်ထိုးရတဲ့တင်ကြတာတစ်ခုကရှိနေပါတယ်။ပေါ်ဝါးလည်းအမြန်ပဲလူမျိုးရစ်ပတ်သွားပြီးအဓိကဝိညာဉ်လေးယောက်ရဲ့ဝိညာဉ်မှုကနေလွတ်မြောက်သွားပါတယ်။လူမရဲ့ခပတ်လည်းအလင်းနဲ့တစ်ခုဖြစ်ပြောင်းလဲသွားပြီးမြောင်များစွာထွက်ပြေးသွားပါတယ်။ဝယ်လင်းရတော့လောက်သူကအော်လိုက်ပါတယ်။ မူလာဝဉ္ဇဉ်လေးခုကလည်းလိုမရဲ့နောက်ကိုအမြဲပဲလိုက်သွားပါတယ်။မူလာဝဉ္ဇဉ်နှစ်ခုရဲ့တိုက်ခိုက်မှုရင်ဆိုင်ချန်ဖန်ကတော့အတင်းပဲဆုတ်ခွက်ခဲ့ရပါတယ်။သူ့ရဲ့မျက်နှာကတော့ပြင်ရင်းနေပြီးအနီရောင်ရောင်တစ်ခုကိုထုံးယူလိုက်ကသွေးချောင်းလေးကိုဆူးလိုက်ပြီးအမြဲပဲဝှေ့ရန်လိုက်ပါတယ်။လေပြေတစ်ချက်လည်းရုတ်တရက်ပေါ်လာပြီးတိုးဝင်လာပါတယ်။ထိုလေကဝဉ္ဇဉ်လေးကိုတမဲတိုက်ခိုက်နေတဲ့ပုံပေါက်ပြီးမူလာဝဉ္ဇဉ်နှစ်ခုကိုခဏတာရတတ်သွားစေပါတယ်။ဝိုင်လင်းကတော့အိဆက်ဆော်နဲ့နှာခေါင်းကိုရှိုးလိုက်ပြီးသူ့ရဲ့တုံတုံအဲ့ကိုပို့လိုက်ပါတယ်။ဒိန်အီလေးခုကလည်းသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်။ဝိုင်လင်းရဲ့မျက်လုံးထဲမှာတော့အိဆက်တဲ့ရေအောင်တစ်ခုကဖျက်ပြေးသွားပြီးရှေ့ကိုလက်ညှိုးနဲ့ ဲ့ထိုးလိုက်ပါတယ်ဒိန်လေးကူကအုတ်ကခဲပြက်နေလို့အမြန်ပဲထွက်ခေါက်သွားပါတယ်ဒါဆိုရင်ယုံကြည်လေးကူကဒိန်ကနေထွက်ပေါက်လာပါတယ်သူတို့တစ်ခုစီကအရှိတုံးလုံးမရှိပြီးကောင်းကင်ကိုတုံးလုံးစင်းနိုင်တဲ့ဆန္ဒများပါရှိနေပါတယ်ဖြတ်စီဝန်လင်းရဲ့မျိုးလုံးများလည်းအစ်ဆက်သွားပါတယ်ဒိန်လေးကူကဒါဆန္ဒများနဲ့ပြည့်နှက်နေပါတယ် ခြံဆိုင်မျက်နှာကတော့အပြောင်းလဲကြီးဖြစ်သွားပါတယ်။သူကရတောင်ကိုရှေ့ကိုပြစ်လိုက်ပြီးဆုတ်ခတ်ဖို့အတွက်ပြစ်လိုက်ပြီးမှရတောင်ကဒိန်လေးကူကိုအနားအောင်နီးကလာတဲ့အချိန်မှာရတောင်ကဆုပြဲသွားပါတယ်။ဒိန်လေးကူကလည်းခြံဆိုင်ရဲ့နောက်ဆက်ပြီးတော့လိုက်ရပါတယ်။ရတောင်ရဲ့အတားစီမရှိတော့တဲ့အတွက်မူလာဝိညာဉ်တစ်ခုကလည်းအမြန်ပဲရွှေ့လျားပြီးခြံဆိုင်ကိုဖမ်းမိလိုက်ပါတယ်။ဒီဒီချိန်တိုက်ခိုက်မှုမှာခြံဆိုင်ရဲ့မူလာဝိညာဉ်ဟာပြင်းထန်ဝင်တွန်းလို့သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်သွားပါတော့မယ်။ကံကောထုံးမစွာနဲ့အန်ဒီရရှိတဲ့အချိန်မှာသူ့ရဲ့ရင်မပေါ်ကထူးဆန်းတဲ့တင်ဂီတာကလင်းလာပြီးဟိန္ဒပရာဖက်စီမှုအစီအစဉ်ကို တက်ဝင်စေပြီးမူလာဝိညာဉ်နှစ်ခုရဲ့တိုက်ခိုက်မှုကနေကယ်တင်လိုက်ပါတယ်။ချန်ဖန်ရဲ့မျက်နှာကတော့အရန်အောင်မှာပြည့်ဝနေပါတယ်။သူကရုတ်တရက်လှည့်ပြီးတော့ဆန်နူငေါ့တွန်းအောင်မပေးနဲ့။သူကအော်ခေလိုက်ပါတယ်။သူကအော်ခေရင်အစိမ်းရောအလင်းတစ်ခုကိုထွေးထုတ်လိုက်ပါတယ်။ထိုရာတော့အစိမ်းရောတစ်သားတစ်ပိုင်းအဖြစ်ပြောင်းလဲသွားပါတယ်။အစိမ်းရောတစ်သားထူးဆန်းတဲ့ရင်နှက်တစ်ခုကိုထုတ်လုပ်ပြီးရုတ်တရက်ကြီးထွားလာကပေတရာရှိတဲ့တစ်သားတစ်ပိုင်းအဖြစ်ပြောင်းလဲသွားပါတယ်။ချန်ဖန်ရဲ့မျက်နှာကလည်းဖြူဖြောနေပြီးထွေးသူကအော်လိုက်ပါတယ်။ အစိမ်းရောတစ်သားကလည်းတော်လို့သွားပြီးတစ်ထောက်တွေကကျွတ်ကြလာပါတယ်မမြင်ရတဲ့လက်တစ်ဖက်တစ်သားကိုထွေးထူးနေသလိုပါပဲမကြခင်မှာပဲပုံတရံတစ်ခုကပေါ်လာပါတယ်ထုံပုံတရံတော့ဝင်လင်းပါဖြက်စီချာဖန်ထပ်ပြီးတော့အလိုက်ပါတယ်ယခုချိန်မှာသူ့ရဲ့မျက်နှာမှာသွေးမရှိတော့ပဲဖြောဖြောနေပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းတော်လုံးနေပါတယ်သူ့ရဲ့အသက်ဆွဲရင်းနေအများကြီးကိုဆုံးရှုံးသွားတဲ့အတွက်ဝင်လင်းနဲ့ရှင်လို့မရတော့ပါဘူးချာဖန်ကတော့ ဖျက်စီသူကအိုခိလိုက်တဲ့အချိန်မှာဝယ်လင်းကရုတ်တရက်ရတ်သွားပြီးသူ့ရဲ့မျက်နှာကအနှင်းငယ်ပြောင်းလဲသွားပါတယ်ဝယ်လင်းကအစိမ်းအောင်တစ်သားအနေနဲ့အဖျက်ဆွာတစ်ခုကလာနေတာကိုခံစားနေရပါတယ်အစိမ်းအောင်ဓာတ်တလဲလေတစ်သားရဲ့ပေါ်ကနေပေါ်လာပြီးသူ့ရဲ့ခေါင်းပေါ်ကိုခုတ်ချလိုက်ပါတယ်တင်မင်းရဲ့ရိတ်ရုံကလည်းဝယ်လင်းကိုမင်းရထားပါတယ်ချန်ဖန်စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလဲအဆင်းကျင်းသူဖြစ်ပြီးလက်ရှိဟင်းသားဗရာရဲ့ဒွဲဖြစ်တဲ့အတွက်ယတနာတွေမရှိဘူးဆိုတာမဖြစ်နိုင်ပါဘူးသူ့စီရယတနာတွေကဝယ်လင်းထံတော်ပို့ပြီးတော့များပါလိမ့်မယ် ဝယ်လင်ရထိုအဆက်ရောက်တာအကြောင်းမကြောက်ဘူးပါဘူး။သူရဲ့ထူးဆန်းတဲ့စွမ်းအားကြောင့်ခုခံမှုအတွက်အယောင်ခက်ခဲနေပါတယ်။သူကရှောင်းတိန်ကိုကြိုးစားပေးမယ်။ထူးဆန်းတဲ့စွမ်းအားတစ်ခုကသူ့ကိုချုံလို့ထားပါတယ်။အဆက်ရောက်ထားသွားဝယ်လင်ကိုနီးကပ်လာတော့မြင်တော့ချန်ဖန်ရက်ဆက်တဲ့အပြုံးတစ်ခုကိုပြောလိုက်ပါတယ်။ဝယ်လင်ရဲ့မျက်လုံးများတော့တင်းညင်းနေပါတယ်။တစ်ချက်တွေ့လိုက်တာနဲ့မူလာဝိညာဉ်တစ်ခုကဝယ်လင်ရဲ့ရှေ့မှာပေါ်လာပြီးပောက်ကွဲသွားပါတယ်။မူလာဝဉ္ဇဉ်ပောက်ကွဲမှုကြောင့်အကောင့်နဲ့တုံခါမှုလိုင်းတွေရာလေဖြစ်ပေါ်လာပြီးသူ့ကိုချုံနှုတ်ထားတဲ့အင်အားကိုဖျက်ဆီးလိုက်ပါတယ်။ထိုရာကြောင့်ပဲသူကအစိမ်းအောင်ထားကိုရှော့တိန်နိုင်ခဲ့ပါတယ်။ ချန်ဖန်ကတော့စိတ်ပြတဲ့အမူအရာတစ်ခုကိုပြလိုက်ပြီးတိုးဆုံးနေချိန်မရှိဘဲထွက်ပြေးသွားပါလေဝမ်လင်းကတော့သူ့ကိုဘယ်လိုလုပ်ပြီးတော့ပြေးခွင့်ပေးမှလဲ ူကလက်ကိုလှမ်းလိုက်တော့သူ့ရဲ့လက်ထဲမှာဝိညာဉ်စက်တန်းလှံပေါ်လာပါတယ်တချက်လှုပ်လိုက်တာနဲ့ဝိညာဉ်ပိုင်းစားတွေအများကြီးကပြတ်ထွက်သွားပါတယ်တစိုက်ခတ်ဝယ်လင်ကအော်ခလိုက်ပြီးဝိညာဉ်ပိုင်းစားအလုံးကလည်းပြတ်နေသွားပါတယ်မကြိုက်ခင်မှာပဲဝိညာဉ်ပိုင်းစားတွေကအတားစီတစ်ခုကိုဖန်တီးပြီးခြံဖမ်းကိုချွတ်လွန်ထားလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဝယ်လင်ကပစိယုအစိယုတတားစီကိုဝင်ရလိုက်ပါတယ်တချက်ဝင်ရလိုက်တာနဲ့အစိယုတတားကလည်းနှချံကွက်သွားပါတယ်ခြံဖမ်းရဲ့ပါဇက်ထဲကနေလည်းသွေးများအထွက်လာပါတယ်သိဝယ်လင်ကအော်ခရင်ပစိယုရှို့ပစ်လိုက်ပါတယ် တချိန်တည်းမှာပဲဒိန်လေးကူကဥက္ကခဲပြတ်နေလို့ထွက်ပြန့်သွားပါတယ်ဒိန်လေးကူကနေအဖြတ်ထားဆွေးရည်တစ်ခုကလည်းထွက်ပေါ်လာပြီးချန်ဖန်စီကိုရောက်အောင်၄မိနစ်အနည်းပြစ်လိုက်ပါတယ်ဒိုးရတဲ့ထိုးရအဆုံးသတ်မှုသေးပါဘူးဝယ်လင်ကဝင်းညင်းလန်ကိုလှောက်ခလိုက်ပြီးရွှေမုံတွေကိုကျဲချပြီးပဝင်းချင်းကဝင်းညင်းရဲ့ပိုင်းစားတွေနဲ့ပေါက်ဆက်သွားပါတယ်ဝင်းညင်းရဲ့ပိုင်းစားတွေကထိုးပေါက်ဆက်မှုကြောင့်ဒစိခန့်နိုင်စွမ်းကိုထုတ်လုပ်ပါတယ်ထိုးအချိန်မှာပဲဝင်းညင်းရဲ့ပိုင်းစားတွေဝင်းရထားတဲ့နေရာမှာအင်အားကြီးမားတဲ့အတားစီးအချိန်ဝါတစ်ခုကပေါ်လာပါတယ် ထိုရှိဝါရန်ကိုကြီးမားလို့နာကြောင်းတင်းနီယာရှင်ပြောင်းချင်းဤပညာအောင်တော်ထိခိုက်သွားလိုက်ပါတယ်ဝယ်လင်းရဲ့မျက်လုံးများတော့မူကျိုးလိုမျိုးချက်ဖန်းကိုစိုက်ကြည့်ပြီးတလုံးချင်းပြောလိုက်ပါတယ်ငါမင်းကိုတတ်တာအနီရောင်လေးပြောက်ကိုဂရိပေးထားလို့ချက်ဖန်းကတော့ယူတုတလို့ရင်မောလိုက်ပြီးသူကပြောလိုက်ပါတယ်ဆန်နုမင်းမသာဝိညာဉ်ဆက်တန်းအလှမရှိဘူးဆိုရင်ငါမင်းကိုအလွယ်တကူတတ်လို့ရတယ်အခုမင်းရဲ့ငါ့ကိုတွန်းအားပေးနေပြီငါတိမ်မယ်ဆိုရင်တော့မင်းရဲ့ဝိညာဉ်ဆက်တန်းအလှကိုအလကားဖြစ်အောင်လုပ်ပြမယ်ဝယ်လင်းရဲ့မျက်လုံးများလည်းအိဆက်သွားပြီးသူကတော်တော်လေးပြောလိုက်ပါတယ် မင်းရဲ့တေချင်းကိုလက်ခံလိုက်ဒါဆိုရင်လေကူကလေးမျက်နှာအနေချန်ဖန်စင်းကိုရောက်လာပါတယ်အလင်းနဲ့လေကူကအာကြီးတဲ့အချိန်ဝများကိုတည်ဆောင်လာပါတယ်သူတို့ရှိနေတဲ့နေရာတိုင်းကိုသူတို့ကဖျက်ဆီးပြုတော့မဲ့အတိုင်းပဲဖြစ်နေပါတယ်ချန်ဖန်ရဲ့မျက်နှာကတော့ရက်ဆက်ကြမ်းကြုတ်နေပြီးအသားကိုပြပြရှူလိုက်ပြီးဟင်းသားဗရာဖက်စီဘုံအစီရင်ကိုအထွန်းထည့်ရောက်အသက်သွင်းလိုက်ပါတယ်ထူထဲတဲ့အနေအောင်လေးနဲ့လည်းသူ့ရဲ့ခန္ဓာကိုယ်ကိုအမြဲပဲဝေးရသွားပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့သူတော်အဲ့ကိုပို့လိုက်ပြီးပစိတစ်ခုကိုလည်းထုတ်လိုက်ပါတယ်ထိုရာတော့တန်တားတစ်ချောင်းပါတန်ကြီးများနဲ့ဖုံးလန်းနေတဲ့လူလောကကနေလာတဲ့ပုံပေါက်တဲ့တန်တားတစ်ချောင်းပါ တန်ကြီးဆက်ပြောက်တွေကအားကြီးတဲ့သွေးနှံများကိုထုတ်လွှင့်နေပါတယ်။တန်ကြီးတွေကဓာတ်အုပ်သွေးတွေနဲ့ဖုံးလွှမ်းထားလို့ရှင်းရှင်းလင်းလင်းဖြစ်ပေါ်လာပါဒါငါရဲ့ဘိုးဘီနောက်ဆုံးဟင်းသားဗလားလှုပ်ဝတ်ထားခဲ့တဲ့ပစီလက်ရှိဟင်းသားဗလားတော့ဓာတ်အုပ်မသိဘူး။စန်နူငါမှဟင်းသားဗလားဖဲစီပေါ့အစီရင်ကရှိတယ်။မင်းရမချိုးဖြတ်နိုင်တဲ့အတွက်မင်းရငါ့ကိုမတတ်နိုင်ဘူး။ဒါပေမဲ့ငါတော့မင်းကိုဒီသားနဲ့တတ်နိုင်တယ်။ချန်ဖန်ကပြောပြတာနဲ့ဓာတ်အုပ်ဖင်ရလိုက်ပါတယ်။ဒါကနေရှေးအောင်ငွေတက်တစ်ခုကလည်းထွက်လာပါတယ်။ထိုငွေတက်တွေကရှေးအောင်ငွေညစ်တစ်ခုကနေလာတဲ့ပုံပေါ်ပါတယ်။ တန်တာပေါ်လာတဲ့ချိန်မှာအလွန်ဝေးတဲ့နေရာမှာတိုက်ခိုက်နေတဲ့ကျူချယ်စီနဲ့ရော်ချယ်စီကတော့အံ့ဩသွားပါတယ်။ဝမ်လင်းရဲ့မျက်လုံးများတော့တောက်ပလာပြီးတန်တာကိုစိုက်ကျင်းနေပါတယ်။ပိုပြီးတိတိကျပြောမယ်ဆိုရင်တော့ဓားဘောကတန်ကျင်းများကိုစိုက်ကျင်းနေရပါ။တန်ကျင်းတွေမှာချောသွင်းနေတဲ့သွေးစက်တွေဟာရှိနေတယ်။အဲ့ဒီသွေးစက်တွေဟာရင်းနှီးတဲ့ငွေ့သက်တွေကိုထုတ်လုပ်နေတယ်။ရှေးဟောင်းနှဖျားရဲ့သွေးဒါကရှေးဟောင်းနှဖျားရဲ့သွေးစိတ်ဘလူးနက်ဆိုကလန်ရဲ့ဘိုးဘေးရဲ့သွေးကနေထုတ်လုပ်တဲ့အငွေ့သက်ထက်အဆက်ပေါင်းများစွာပိုပြီးတော့တာလုံးနေ။ဝယ်လီရဲ့မျိုးလုံးများလည်းတောက်ပလာပြီးတန်ကြီးအဆက်ပြောက်များကိုစိုက်ကျင်းနေပါတယ်။ မဟုတ်ဘူးရှေးအောင်နှစ်ဖျားတစ်ပါးကဘလို့လို့ပြောအလွယ်တကူနဲ့ဒဏ်ရာရနိုင်ပါလေဒီဓာတ်ကပုံမှန်ဓာတ်မဖြစ်နိုင်ဘူးဝယ်လျက်မျိုးလုံးများလည်းတည်ကြည်လာပြီးဒီတစ်ခါမှာတော့ဓာတ်ရဲ့ကိုယ်ထည်ကိုကြည့်လိုက်ပါလေတန်ဓာတ်ကပေါ်လာတဲ့ချိန်မှာလူတစ်ယောက်ကလည်းပင်လယ်ထဲကထွက်လာပါလေဘသူကမှထိုလူကပေါ်လာတာကိုမသိလိုက်ပါဘူးဘသူကမှလည်းသူ့ကိုလုံးဝမြင်လိုက်သလိုပါပဲထိုလူကတော့မျက်နှာဖုံးဆွထားတဲ့လူပါသူ့ရဲ့မျိုးလုံးများကတော့ထူးဆန်းတဲ့အလင်းနဲ့များထွက်ပေါ်နေပြီးတန်ဓာတ်ကိုစိုက်ကြည့်ရင်တော်တော်လေးပြောလိုက်ပါလေဒေါ ။ခြံဖန်းကတော့ထိုသားကိုအုံပြုပြီးအတင်းကျပ်စိတ်ခိုင်းခံရတာပါ။ထိုသားကသူ့မိသားစုရဲ့အကြီးမဆုံးလိုအပ်ချက်ပါ။ထိုအရာကိုအရင်ဟင်းသားဗရာကပိုင်နာဖြစ်ပါတယ်။သူကဘလို့ရလာမှမသိပေမဲ့ခြံမိသားစုမှာတော့လိုအပ်သိမ်းဆည်းထားပါတယ်။အရင်ဟင်းသားဗရာကဓာတ်ထားခဲ့တော့ကပြောခဲ့ပါတယ်။ငါရဲ့လက်ရှိကျင့်ကြံမှုအစ်နဲ့ဒီသားကိုကောင်းကောင်းမမြင်နိုင်ဘူး။အနာဂတ်မျိုးဆက်တွေမိသားစုကိုဖျက်ဆီးမဲ့ကပေးတစ်ခုမဟုတ်ဘူးဆိုရင်ဒါကိုအသုံးမပြုရဘူး။ ချန်ဖန်ကတော့ကျူချွဲစီရဲ့တပည့်ဖြစ်လာပြီးစွန့်ပစ်ခန့်မတင်မမျိုးနဲ့လည်းစစ်ပွဲမဖြစ်ခင်မှာချန်ဖန်ကတန်တားရဲ့လူဝက်နေရာကိုသွားပြီးတော့ယူလာပါတယ်သူကဝင်လင်းကိုတက်ချင်ပြီးကျူချွဲစီရဲ့ပေးထားတဲ့ရတနာကိုမြုံကြည့်လို့တန်တားကိုထိုးလိုက်ပါတယ်ထိုးရာတော့ဝင်းညစ်စက်တန်အလန့်ကိုတက်ပြဖို့အတွက်သူ့ရဲ့စစ်မှန်တဲ့နီးလမ်းမှာထိုးချိန်မှာပဲရေတန်တစ်ခုကကျူချွဲစီနဲ့ယွန်ချွဲစီတိုက်ခိုက်နေတဲ့အနီအောင်မြို့ခိုးတွေကြားကနေရုတ်တရက်ထွက်လာပါတယ် မကြိုင်ခင်မှာပဲအရေးတစ်ခုကဝယ်လင်းနဲ့ချန်ဖန်ရှိတဲ့နေရာကိုပြစ်လွတ်လိုက်ပါတယ်မက်ဆီတမိတ်အတွင်းမှာပဲအရေးကဝင်းညင်ပိုင်စာတွေဝင်းရထားတာကိုဖောက်ထင်းသွားပါတယ်လမ်းမရှိတဲ့ဝင်းညင်ပိုင်စာအလုံးကဝမ်းနေစွာနဲ့အဟင်းပြောက်ကွက်သွားပါတယ်ဝင်းရထားတာကိုထုတ်ပေါ်ရင်းကဖောက်ထင်းသွားတာကြောင့်ပွင်လင်းတဲ့နေရာချိန်ပြားချိန်ခဲ့ပါတယ်ဝယ်လင်းကထုတ်ပေါ်ရင်းကိုမြင်တော့မျက်နှာပြတ်သွားပြီးနောက်ဆုတ်သွားပါတယ်သူကတဲ့ထိုးအချိန်မှာပဲကြောက်စရာကောင်းတဲ့ရေတန်တွေကပွင့်ဝေးကနေထွက်လာပြီးအနီရောင်ပွင့်ရေးတစ်ခုကသူ့ရဲ့အတွင်းကနေထွက်လာပါတယ် သူကပေါ်လာတဲ့ဝလင်းဘက်ကိုလည်ရဲလိုက်ပါတယ်ဝလင်းကနေသွေးတွေအများကြီးကလည်းထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကကြဲကြဲတစ်ခုလိုနောက်ဝင်သွားပါတယ်ပေတတောင်းကွက်ကိုရောက်မှသူ့ရဲ့ခန္ဓာကိုယ်ကရစ်တက်သွားပြီးနောက်ထပ်သွေးတွေကထွက်လာပါတယ်ဒီတစ်ခေါက်မှာတော့သူ့ရဲ့အတွင်းကအစိပ်ပိုင်းများကပါလာပါတယ်အနီအောင်ပေါ်ရင်းကသမင်အနီအောင်တဝက်ဖောင်းမြရတဲ့ခန္ဓာကိုယ်ရှိတဲ့လူတယောက်ဖြစ်ပြောင်းလဲသွားပါတယ်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာတော့မျောလေးတစ်ခေါက်ကရှိနေပါတယ်အနီရောအလင်းနဲ့နေရမြောက်လေးရနေထွက်ပေါ်လာပြီးထွပုံအင်းကိုဖန်တီးနေပါတယ်ဝလင်းရောရှင်ထဲမှာခါတီးသွားပြီးသူကပြောလိုက်ပါတယ် ထိုက်ဆန်ပဝင်းကနောက်တစ်ချိန်ရွေလျားပြီးချန်ဖန်ရဲ့ဘေးကိုရောက်လာပါတယ်ချန်ဖန်ကလည်းဘေးကိုပြလိုက်တော့ဟင်းသားဗရာဖက်စီဘုံအစီရင်ကသူ့လိုလိုအသက်ဝင်လာပြီးသူ့ကိုတားလိုက်ပါတယ်ဒိုရင်ပဝင်းကလက်ကိုရိုင်းလိုက်တာနဲ့ဟင်းသားဗရာဖက်စီဘုံအစီရင်ကနေအကွက်တက်များထွက်လာပြီးတစ်ချက်ထဲနဲ့ပြုတ်ကဲသွားပါတယ်ချန်ဖန်ရဲ့မျက်နှာကလည်းရုတ်တရက်ဖျော့ပြော့သွားပါတယ် ဟင်းသားဗလာဖက်စီဘောအစီရင်ကပြုတ်ကွဲသွားကြောင်းလက်ရှိထိုင်ရဖို့နောက်ထပ်ပြင်းထန်တဲ့ဒဏ်ရာတစ်ခုကထပ်မံပြီးတော့ရရှိသွားပါတယ်။ချန်ဖန်ကိုဘေးကိုပြလိုက်ပြီးတာနဲ့ပိုရင်းကတန်တားကိုဆွဲယူလိုက်ပါတယ်။တေချာကြည့်ပြီးတာနဲ့သူကယူသွတ်သူလိုရိန်မိုးပြီးတော့ပြောလိုက်ပါတယ်။ဒါကဒီလိုဖြစ်နေရအောင်။ဒီဓာဘောကသူရငါမျိုးနဲ့ကြက်ကိုပွင့်တယောက်စီရပဲ။ကောင်းတယ်။ဟာ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  ဒါနဲ့ချင်းချက်ချင်းဂျိုကဘာတလင်းကြောက်ဝတာရှိမဲ့ဆိုရင်ငါလွမြောက်နိုင်မယ်လို့တရားခိုင်တော့ယုံကြည်ချက်ရှိတယ်ဝမ်လင်းကတော့အသက်ကိုပြင်းပြရှုပြီးညာလက်ကိုလှမ်းလိုက်ပါတယ်ဝင်းညစ်ဆက်တန်းအလန့်အလဲသူ့ရဲ့လက်ထိုင်မှာပေါ်လာပြီးတစ်ချက်လွတ်လိုက်တာနဲ့ပတ်ဝန်းကျင်ကဝင်းညစ်ပိုက်ဆာအလုံးကအလန့်စီကိုဆူဝေးလာကြပါတယ်ပစိန်နဲ့ဒိန်နေရလဲသူ့ရဲ့မိတ်တိုင်သူ့စီကိုပြန်လာကြပါတယ်ပုံရင်းကတော့ဝမ်လင်းကိုကြည့်ပြီးကြောက်စရာကောင်းတဲ့အပြောတစ်ခုကိုပြောလိုက်ပြီးထို့ပုံရင်းကကုံစုပ်လေငါချင်းချက်ချင်းဂျိုကဘာတလင်းကြောက်ကိုရာပြီးသွားရင်ငါမင်းကိုလာရှေးမယ်သူကပြောလိုက်ပါတယ်ပြောပြီးတာနဲ့သူကဓာတ်ကိုလက်နဲ့တုပ်လိုက်ပါတယ်ဓာ ားဘွားတန်ကျေးတွေကလည်းအသက်ဝင်လာတယ်လို့လှောက်ရှားလာပြီးနောက်ဆုံးမှာတော့အနေအောင်သွေးရစရာဖြစ်လာပါတယ်ထုပ်ပုံရဲ့မျက်နှာမှာလည်းဝမ်းတောက်မှုရေုံများပေါ်လာပြီးသွေးစောက်ကိုမြှူထားလိုက်ပါတယ် ီးတော့ဓာတ်ဥကိုင်ပြီးပြောက်ကွက်သွားပါတယ်။သူကပြန်ပေါ်လာတဲ့အခါကျူချွဲစီနဲ့ယွန်ချွဲစီတို့တိုက်ခိုင်းနေတဲ့အနီအောင်မြို့ခိုးထဲကိုရောက်နေပါပြီ။အနီအောင်မြို့ခိုးထဲကနေကျူချွဲစီရဲ့အန်အန်တင့်နေတဲ့အမင်းနိတန်နဲ့ယွန်ချွဲစီရဲ့ဒေါသကြီးဟိန်းတန်များထွက်ပေါ်လာပြီးနောက်ထပ်နီးပညာအသုံးပြုတဲ့အတန်များထွက်ပေါ်လာပါတယ်။ချန်ဖန်ကပြစ်လို့ခံရပြီးတဲ့နောက်ပြင်းထန်စွာနဲ့ဒဏ်ရာရသွားပေမဲ့သူ့ရဲ့ခန္ဓာကိုယ်တည်ငြိမ်အောင်လို့ထိန်းနိုင်ခဲ့ပြီးထွက်ပြေးဖို့အတွက်ပြင်နေပါတယ်။ ဝယ်လင်းရဲ့မျိုးလုံးများတော့တောက်ပွားလာပါတယ်။သူ့ရဲ့လက်ထက်ကဝိညာဉ်လံကိုဖျက်ပြီးဝိညာဉ်နဲ့ဝင်းရထားတဲ့အတိုင်းချန်ဖန်စီကိုတဟုန်တို့ပြေးသွားပါတယ်။ဝယ်လင်းကငါရဲ့ဝိညာဉ်ပိုင်စားအတွက်ချန်ဖန်ရဲ့အသက်ကိုအလေးလက်လုပ်ပြီးဟင်းသာပဒါဂူဘိမ့်မန်အနေနဲ့အမျက်ထွက်သွားမယ်။သူကတွေးလိုက်ပါတယ်။ဝယ်လင်းကအမျက်နှုံးပြင်းနဲ့ချန်ဖန်စီကိုပြေးသွားပါတယ်။ချန်ဖန်ကဝိညာဉ်ပိုင်စားအမြောင်များရဲ့ဈာမပိတ်မိသွားပြီးဝယ်လင်းကဖမ်းမိသွားပါတယ်။ဝယ်လင်းရဲ့ခန္ဓာကိုယ်ကချန်ဖန်ရဲ့ရှေ့မှာပေါ်လာပြီးချန်ဖန်ရဲ့မျက်ခုံးတစ်ခုကြားထဲကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်။ချန်ဖန်ရဲ့မျက်နှာကလည်းဖျော့ဖျော့နေပြီးမျက်လုံးထဲမှလည်းယူသွဲတဲ့အရေးုံများပေါ်လာပါ ါတယ် သူရဲ့ဟင်းသားဗရာဖက်စီဘွန်အစီရင်ကဖြစ်စည်းသွားပြီးတန်တားကိုလည်းဆုံးရှုံးသွားပြီးရတနာတွေကလည်းကျိုးပဲ့သွားပြီးအသက်ဆွာများလည်းခိုးယူခံရပါတယ်။သူကလည်းပြင်းထန်စွာနဲ့ဒဏ်ရာထားမလို့အယောင်မှာအနဲ့နေပါတယ်။ယခုဝန်လင်းရဲ့ဖက်စီချင်းကိုခံရတော့သူ့အတွက်တင်းကြိုင်မရှိတော့ပဲတရားပါတော့မယ်။ငါတိမ်မဲ့ဆိုရင်တော့မင်းကငါနဲ့တူတည်စေရမယ်။ချန်ဖန်ရဲ့မျိုးလုံးထဲမှာတော့ယူသွမှုများပြင်းထန်နေပါတယ်။သူကကိုယ့်ကိုဖောက်ခွဲဖို့အတွက်ပြင်ဆင်နေပါတယ်။ဝယ်လင်းရဲ့မျိုးလုံးများတော့တောပလာပြီးဖြင်းချင်းစွာနဲ့ဝိညာဉ်ပိုင်းဆောင်သူကပြောလိုက်ပါတယ်။သူ့ရဲ့စိတ်ထဲမှာချက်ရှိနေတဲ့ခံရောက်တင်ကြတာက လည်းချက်ချင်းပဲတောက်ပွားလာပြီးသူနဲ့ချန်ဖန်ရဲ့ဌာမပေါ်လာပါတယ် ကျင်းကျက်ချင်းဒုက္ခဘာတလင်းချောင်းကနေမင်းရဲ့ဝိညာဉ်ပိုင်ဆောင်ကိုထုတ်ယူဖို့အတွက်အသက်တစ်ချောင်းနဲ့အလဲလဲလိုးရမယ်ထိုးချိန်မှာပဲခြံဖန်းရပေါက်ကွေးတော့မဲ့ချိန်မှာသူ့ရဲ့မျက်လုံးများမိတ်ဖြောက်သွားပြီးဝမ်းနဲ့စရာအဟိတန်ထွက်လာပါတယ်ခရင်ရောင်တင်ကြီးသားကနေမကောင်းဆိုးအလင်းနဲ့တစ်ခုကထွက်လာပြီးဝိညာဉ်ပိုင်ဆောင်တစ်ခုကပေါ်လာပါတယ်ဝိညာဉ်ပိုင်ဆောင်တစ်ခုတည်းကတစ်ခုကတော့ဝလင်းပိုင်တာဖြစ်ပြီးနောက်တစ်ခုကတော့ခြံဖန်းရပိုင်တာဖြစ်ပါတယ်ခြံဖန်းရဲ့ဝိညာဉ်ပိုင်ဆောင်ကတော့ဖိဖိချင်းပြိုကွဲသွားပြီးဝလင်းရဲ့ဝိညာဉ်ပိုင်ဆောင်ကတော့ဖိဖိချင်းအလင်းမှုန်မွားတွေဖြစ်ပျောက်ကွယ်သွားပြီးဝလင်းရဲ့နဖူးတွေဝင်သွားပါတယ်ဝလင်းရဲ့ခန္ဓာ ော့ကိုကလည်းတုံ့ပြန်လာပါတယ်သူရဲ့ခန္ဓာကိုယ်ထဲမှာတခုခုကပုံနေသလိုခံစားပြီးပြီးပြည့်စုံမှုကိုခံစားလိုက်ရပါတယ်မျိုးလုံးတွေကမိဖြုတ်သွားတဲ့ခြံဖန်းကတော့မပေါက်ကွဲခင်းမှာပဲတည်ဆုံးသွားပါတယ်သူရဲ့နှဖူးကနေထွက်ပေါက်လာတဲ့အလင်းတန်းလေးကလည်းပျောက်ကွယ်သွားပါတယ် ထိုအလင်းနဲ့လေးရအနီရောင်လေးပြစီရနေခြံဖန်းကစားသုံးလိုက်တဲ့ဓာတ်ဆင်ဝင်းညစ်လေးကူပါဝင်လင်းရဲ့မျိုးလုံးများတော့အစ်ဆက်သွားပါတယ်သူကလက်ကိုဝင်ရပြီးဝင်းညစ်တစ်ခုကိုဆွဲယူလိုက်ပါတယ်ကျန်တဲ့သုံးကူကတော့ပြောက်ွက်သွားပါတယ်ခြံဖန်းရဲ့ရုပ်လောင်းကတော့ကောင်းကင်ကနေပင်လယ်ထဲကိုပြုတ်ချသွားပါတယ်သူ့ရဲ့တုံလုံးအိတ်ကတော့ဝင်လင်းရဲ့လက်ထဲကိုရောက်ရှိသွားပါတယ် ကျူထိုင်တဲ့ဇီရှင်ကတော့အဝေးကနေထိုးရအားလုံးကိုကြီးနေကြပါလေသူတို့ကတယောက်နဲ့တယောက်ကြီးလိုက်ကြပြီးကျူထိုင်ကတော့တဲတဲစိတ်နဲ့တပြင်းကိုချလိုက်ပါလေနောက်ဆုံးမှတော့သူပြောပြချင်တာတွေကိုဝလင်းကိုအချိန်မီမပြောနိုင်ခဲ့ပါဘူးဇီရှင်ရဲ့မျက်လုံးထဲကအမုန်းတရားများလည်းပျောက်ကွယ်သွားပါလေနင်းမြုံနေတဲ့ချန်ဖန်ရဲ့ရုပ်လောင်းကိုကြည့်ပြီးသူမကရင်မောလိုက်ပါလေထိုးရတန်ထဲမှာတော့အလုံးကိုကြောက်စရာကောင်းတဲ့အမုန်းတရားများပါဝင်နေပါလေချန်ဖန် ဇီရှင်ရဲ့မျိုးလုံးများလည်းအိဆက်သွားပြီးသူမထိုင်ချလိုက်ပါတယ်။သူမရဲ့လက်ကထူးဆန်းတဲ့တင်ဂီတာတစ်ခုကိုလည်းဖော်ဆောင်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူမရဲ့မျက်ခုံးတစ်ခုကြားနေတဲ့အလင်းသားများထွက်ပေါ်လာပြီးရုပ်တရုပ်ချင်းချက်သူများပေါ်လာကသူမကိုကောက်ကပီထားပါတယ်။ချင်းချက်ချင်းမိဖို့နောက်ဆုံးမှဘသူကဘသူရဲ့ချင်းချက်ချင်းမိဖို့လဲ။ဝယ်လင်းမင်းကနောက်ဆုံးမှမမြင်နိုင်ခဲ့ဘူးပဲ။မင်းကခြံဖန်းကိုတက်လိုက်တာဇီရှင်ရဲ့စာနာကိုဖျက်ဆီးပေးသလိုဖြစ်သွားပြီးကန်ကောင်းထောက်မစွာနဲ့ရွှေချွေစီကဘလိုနီးလန်းတုံးလဲဆိုတာငါတော့မသိဘူး။ဒီလိုနီးပညာမျိုးကိုငါမချဘူးပါဘူး။ဒါကရောင်းကိုထူးဆန်းနေ။ ငါရဲ့စိတ်ထဲမှာလိုထားလာတဲ့အစိမ်းအောင်ငကားရဲ့အမွေးနေ့တစ်စိတ်တစ်ပိုင်းလေးနဲ့တော့ ဒီနီးပညာကိုငါမမမိဘူးဇီရှင်ကိုကြည့်ရင်ကြိုဦးထန်ကရှုပ်ထွေးတဲ့အမူအရာကိုပြသလိုက်ပါတယ်ဇီရှင်ရဲ့ခန္ဓာကိုယ်ကနေရုံစုံလင်းတဲ့များထွက်လာပြီးအလုံးအားကောင်းတဲ့အချိန်ဝါတစ်ခုကကြီးဆိုးနေပါတယ်ထိုအချိန်ဝါချန်ဖန်ရဲ့အချိန်ဝါနဲ့အတော်လေးကိုဆင်တူပါတယ်ဝယ်လင်းကတော့ဝိညာဉ်လုံးကိုကိုပတ်ထားပြီးရွှေအောင်ပင်လယ်ထဲကနေထွက်ခွာဖို့အတွက်ပြင်နေပါတယ်သူကနေထိုအချိန်မှာပဲကျူချယ်စီကထုတ်လုပ်ထားတဲ့အနီအောင်မြခိုးတွေကနေကောင်းကင်းကိုတော်လုံးစီနိုင်တဲ့အတန်တစ်ခုကထွက်ပေါ်လာပါတယ်ခဏအကြာမှာတော့ရွှေချယ်စီရဲ့ပုံရင်းကိုပြုတ်ခိုးတဲ့ကနေပြုတ်ထုတ်လိုက်တာကိုတွေ့လိုက်ရပါတယ် ူရဲ့ပါဇက်ကနေလေသွေးများထွက်လာပြီးမျိုးလုံးများတော့မှုန်သွားနေပါတယ်။သူကဆင်းလာတဲ့အခါလဲကြတော့မလိုပါဖြစ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲကျွထွယ်စီရလည်းဖြစ်ထုတ်ခံရပါတယ်။သူ့ရဲ့မျက်နှာကလည်းပြည့်ဝနေပြီးအရင်ကရှိခဲ့တဲ့အသိစိတ်များကလည်းပြောက်ကွက်သွားပါတယ်။ယခုတော့တေဆုံးချင်းအငွေ့တက်များနဲ့ဖုံးလန်းနေပြီးဗဇက်ကနေလည်းသွေးများထွက်နေပါတယ်။အနီအောင်မြခိုးရဲ့ထဲကနေယူသွတ်တလို့ရေတံတစ်ခုကလည်းထွက်လာပါတယ်။မကြခင်မှာပဲအနီအောင်မြခိုးများပြောက်ကွက်သွားပြီးထိုင်ဆန်ရဲ့အနီအောင်ပေါ်ကြီးကဖြူဖွေးနေတဲ့တလင်းကြောက်ကိုကင်နာတာကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့မျက်လုံးတွေကတော့အနီအောင်လေးနက်တွေကိုထွက်လို့နေပါတယ်။ငါလွတ်မြောက်သွားပြီဆိုရင်ငါလွတ်မြောက်သွားပြီဆိုရင် မင်းတို့နှစ်ယောက်ကငါရဲ့အစစ်မှန်စွမ်းအောင်ကိုခန်းစားစေရမယ်။ထိုင်ဆန်းရင်မွေးရင်သူ့ရဲ့ခန္ဓာကိုယ်ကမိုးကြိုးလက်စီလက်တို့လိုပြောင်းလဲသွားပြီးဝက်လင်းစီကိုတွန်းဝင်လာပါတယ်။ဝက်လင်း အခုကမင်းလည်းပဲထိုင်ဆန်ရဲ့တန်ရောအစ်ဆက်နေပြီးဝလင်းရဲ့နားထဲကိုရောက်လာတဲ့အခါသူ့ကိုလမ်းဖြန့်စီပါတယ်ဝလင်းကတော့သူ့ကိုသူဝိညာဉ်လှန်နဲ့ရစ်ပတ်ထားဆဲဖြစ်ပြီးအမြဲပဲပြေးနေပါတယ်ဒိုရတဲ့ထိုင်ဆန်ရဲ့အမျက်နှာကတော့ပို့ပြီးတော့မြန်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲသူကဝလင်းကိုလိုက်မိသွားပါတယ်သူ့ရဲ့ကြောချမ်းစရာကောင်းတဲ့အတန်ဝလင်းရဲ့နားထဲကိုရောက်ရှိလာပါတယ်မင်းရလွမြောက်လို့မရဘူးဝလင်းမင်းရဲ့ဉာဏ်ပညာမွနဲ့ကိုစောက်သွမှုအတွက်ငါအချိန်နဲ့အများကြီးကြောက်အောင်စောက်ခဲ့ရပြီးပြီဝလင်းရဲ့မျက်နှာကတော့မှောင်မွေးနေပါတယ်သူကလက်ကိုဝင်းရဲလိုက်တော့ပစိမ့်နေချောင်းကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ် သူကလှည့်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကကုန်းကင်ပေါ်ဆွဲရင်အလုံးကိုပစိမ့်ထဲကိုစူးစီးပြီးအပပနဲ့ခုတ်ချလိုက်ပါတယ်။ပေတော်များကျေဝင်ပြီးကုန်းကင်ပေါ်ဆွဲရင်များနဲ့ပြင်းထန်နေတဲ့ပစိမ့်ဆွဲရင်တန်းတစ်ခုကထွက်လာပါတယ်။ထို့ပစိမ့်ဆွဲရင်တန်းကကုန်းကင်ကိုခွဲထုတ်နိုင်လောက်တဲ့အရှိန်ဟုန်များရှိနေပါတယ်။သူရတဲ့ထိုက်ဆန်ရဲ့မျိုးလုံးများတော့အနီအောင်တောက်ပေါ်လာပြီးသူ့ရဲ့လက်ကိုမြောက်ပြီးပစိမ့်ဆွဲရင်ကိုညှင်းတာစွာနဲ့ထိလိုက်တဲ့အခါထိုးရပျက်စီးသွားပါတယ်။ ဝမ်လင်းကတော့အမြဲပဲဆုတ်ခွာသွားပါတယ်သူ့ရဲ့မျက်နှာကတော့ဖြူပြောနေပြီးပစိုံတင်းထားလိုက်ပါတယ်ပြီးတော့သူကဝင်းရဲ့လံကိုထုတ်ယူပြီးလှုပ်လိုက်ကပေါင်းစီသူကပြောလိုက်ပါတယ်စကားတခုနဲ့နဲ့လူမရဲ့နောက်လိုက်နေတဲ့ဝင်းရဲ့ပိုင်းစားတွေကလွဲလို့တန်တဲ့ဝင်းရဲ့ပိုင်းစားတွေကယူတုတူလိုပေါင်းစီသွားပါတယ်ပေါင်းစီတဲ့အမြန်တုံးကမျက်စလုံးလိုချက်ချင်းပဲပြီးစီးသွားပါတယ်ချက်ချင်းပဲဝင်းရဲ့ပိုင်းစားတွေနဲ့မူလဝင်းရဲ့အလုံးကတခုတည်းဖြစ်ပေါင်းစီသွားပါတယ်ရွှေအောင်နဲ့ခဲအောင်ကြီးဝင်းထားတဲ့ဝင်းရဲ့ပိုင်းစားတစ်ခုကလည်းရုတ်တရက်ပေါ်လာပါတယ် ဝင်းကြီးရဲ့ပိုင်းစားအနေထွက်လာတဲ့အချိန်ကအာနာတက်ချင်းအစောပိုင်းအစင်းကျဉ်ညက်သူတယောက်ရဲ့အချိန်ကနဲ့အတူတူပါပဲပေါ်လာပြီးတဲ့နောက်လက်ကိုချက်ဝင်လိုက်တာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကဖောင်းမြရတဲ့အခြေအနေရနေအဆိုင်ခဲဖေးပြောင်းလဲသွားပါတယ်အာနာတက်ချင်းအစင်းဝင်းကြီးကိုဖန်တီးပြီးနောက်ဝလင်းကတိုးဆုပ်သွားပါတယ်အာနာတက်ချင်းအစင်းဝင်းကြီးရဲ့ပိုင်းစားအနိုင်ရနိုင်မှာမဟုတ်ဘူးဆိုတာသူကသိပါတယ်ထိုချက်ကိုဝလင်းကရှင်းရှင်းလင်းလင်းကိုသိပါတယ် မင်းမတကယ်ပဲအစွမ်းစားတွေအားရှိနေပါလားဒါကြောင့်လည်းမင်းကအမှုတွေအစ်င့်နဲ့မှညက်အမွေနဲ့ကိုခိုးယူနိုင်ခဲ့တာအံဝန်းစရာတော့မရှိဘူးငါကသွေးတစက်ကိုမရခဲ့ဘူးဆိုရင်ဒါကငါ့ကိုခဏတာတားဆီးနိုင်ခဲ့မှာအခုတော့ငါမှသွေးတစက်ရှိနေပြီဆိုတော့ခြေလန်းတဝက်တော့မင်းကတားဆီးလို့မရတော့ဘူးကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိအရှိုးပဲတို့အားလုံးကျေးဇူးအထူးတင်ရှိပါတယ်